ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်အားလုံးမှာ လေကြောင်းတိုက်ခိုက်မှုများကိုစစ်ကောင်စီကတိုးမြင့်ပြီးတော့လှုပ်ဆောင်လာဖို့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြပ်စစ်ကောင်ဆောင်မင်းအောင်လှိုင်က2025ခုနှစ်ဒီဇင်ဘာလမတိုင်မီမှာရွေးကောက်ပွဲကျင်းပရန်အတွက်ရနိုင်သမျှမြို့နယ်များအားလုံးကိုနေမြေဆုံးမမှုပြန်လည်ရရှိပြီးတော့ရွေးကောက်ပွဲကျင်းပနိုင်ရန်ဆုံးရှုံးထားတဲ့နေမြေများကိုစစ်တပ်ကဆုံးမမှုပြန်လည်ရရှိရေးနဲ့ မိုးရင်းကာလမတိုင်မီမှာငယ်မြေဆုံးမှုမှုအတွက်စစ်ကြောင်းထုံးမှုများကိုတုံးမြင့်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုများတုံးမြင့်လာမှာဖြစ်တယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်းစစ်ကောင်စီရဲ့ရန်တိုင်းမဲဆက်ဆင်ရေးဟာလည်းဆက်လက်ပြီးတော့အကောင့်ထက်ဖော်နေဆဲဖြစ်တယ်လို့သိရပါတယ်။လေကြောင်းဆက်ဆင်ရေးတွေကဒီမေလထဲမှာပို့ပြီးတော့တိုးလာဖို့ပဲရှိပါတယ်။မိုးဥမတိုင်ခင်မြေပြင်ထိုးစစ်နဲ့ဆုံးမှုရေးအတွက်လေကြောင်းတိုက်ခိုက်မှုတွေပို့ပြီးတော့များလာဖို့ပဲရှိပါတယ်။ ရန်တိုင်းမင်းဆက်စင်ရေးကလည်းဆက်ပြီးတော့အသက်ဝင်နေပါတယ်။နေပြည်တော်ဆုံးမှုအတွက်မြေပြင်ထိုးစစ်တွေလည်းပို့ပြီးတော့များလာဖို့ရှိပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြေကပြောပြထားပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်က2024ခုနှစ်စက်တဘာလ1ရက်နေ့ကစတင်ပြီးတော့ရန်တိုင်းမင်းဆက်စင်ရေးကိုအကောင့်ထည့်ဖော်ခဲ့ပြီးအဲ့ဒီဆက်စင်ရေးဟာဆုံးရှုံးသွားတဲ့နေပြည်များကိုအ धिक ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးနဲ့အကြမ်းဖက်အဖွဲ့ဆိုပြီးတော့စစ်ကောင်စီကကြေညာထားတဲ့လက်နက်ကိုင်အဖွဲ့များကိုမြေပြင်ပေါ်ကနေပြီးတော့ပျောက်ကွယ်သွားတဲ့အထိချိန်မုံနိုင်ရေးဖြစ်တယ်လို့သိရပါဗျ။ မနေ့ကမေလ12ရက်နေ့မနက်9:55မိနစ်ဝင်းကျင်အချိန်မှာသခိုင်းတိုင်းဒီဘဲရင်မြို့နယ်အိုထိန်ခွင်ကြေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဗုံးကျဲချခဲ့ရာဆရာမနှအူအပါအဝင်ကျောင်းသားကျောင်းသူအယောက်20စုစုပေါင်း22ဦးသေဆုံးခဲ့ပြီးတော့အယောက်60ဝင်းကျင်ဒဏ်ရာရရှိခဲ့ကြောင်းဒီဘဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မနေ့ကညသကောင်းရံအချိန်ည7:30မိနစ်အချိန်ကလည်းစစ်ကောင်စီကတိုက်လေရင်နဲ့ဒီဘဲရင်မြို့နယ်ကို ထပ်မံပြီးတော့ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။နေရာနဲ့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ဒေသခံများကပြောပါတယ်။အချမ်းပါစစ်ကောင်စီကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိအပြစ်ခတ်ရဆဲရေးကြေညာထားတော့လေနိုင်ငံတော်အလုံးမှာလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းများကိုလှုပ်ဆောင်ရရှိတယ်လို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့များနဲ့တော်လိုင်းရေးအဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။